နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသရတဲ့အထိအောင်မြင်နေတဲ့မိမိကိုယ်ကိုယ်ရဲ့တပင်သေးများနှင်းစီ over eight နေမလောက်တက်ပဲတရုတ်ဆောင်ကောင်းတဲ့မင်းသမီးတွေထဲမှာမိမိကိုကိုလည်းပါဝင်ပါတယ်မိမိကိုကိုက MRT 4 cylinder တွေကအောင်မြင်လာပြီးရဲ့နောက်မှာရုပ်ရှင်စကားကြီးတွေဘက်ကိုကူးပြောင်းလာခဲ့ပါတယ်ပြားရင်အိုင်ဆလန်တွင်မှကလေးကမိမိကိုကိုရဲ့ပရိသတ်တွေကသဘောကျသွားခဲ့တာပါမိမိကိုကိုတရုတ်ဆောင်ထားတဲ့သပင်တွေများနည်းစီရုပ်ရှင်စကားကြီးကအကယ်ဒမီစုနဲ့လွဲချော်ခဲ့ရပြီးမယ်အခုတော့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရရှိသွားပါပြီသပင်တွေများနည်းစီရုပ်ရှင်စကားထဲမှာမိမိကိုကိုကသပင်တွေ ညာနင်းစီရဲ့အမေမြာစန်းချီနီယာကနေတရုတ်ဆောင်ထားပါတယ်။လှပထမြက်ပြီးတော့သပင်တွေရီကိုအထင်သေးနေတဲ့မျိုးသမီးတယောက်ဖြစ်ပြည်ပြနေတဲ့မိမိကိုကိုရဲ့မျက်နာမူယာတွေကအောင်မြင်ခဲ့ပါတယ်။သပင်တွေမြာနင်းစီရုပ်ရှင်ဇာတ်ကားကြီးကိုတတ်သက်စဒရိုက်တာမင်းဆက်တစ်ကရိုက်ကူးထားတာပါ။သပင်တွေမြာနင်းစီဇလန်တွေကလည်းအောင်မြင်ခဲ့ပြီးယုံတင်ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပြောင်းလဲရိုက်ကူးလိုက်တာပါ။1884ခုနှစ်ကိုနောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇလန်ဖြစ်လို့အတုံးဆောင်ဖြစ်စီအဝတ်အစားတွေကအစားအလုံးကိုအသေးစိတ် ပြင်ဆင်ထားပြီးမိမိကိုကိုကတော့အပိုလိုမရှိအောင်လင်းယူလေသိန်းတွေကအစအသေးစားတရုပ်ဆောင်ထားခဲ့ပါတယ်။ဒါကြောင့်မိမိကိုကိုကိုအမှုပညာလောကသားချင်းချင်းကတော့အကယ်ဒမီရနိုင်နေဆိုပြီးခံမှန်းကြပြီးမယ်။အကယ်ဒမီစုကြီးနဲ့လွှဲသွားခဲ့ပါတယ်။မိမိကိုကိုအတွက်အကယ်ဒမီစုတက်အရေးကြီးတာကပရိသတ်ပေးတဲ့လက်ခံမှုနဲ့အားပေးမှုဖြစ်ပါတယ်။မြန်ဆန်းချီနေရာမှာတရုပ်ဆောင်ဖို့အတွက်ကလည်းတော်ရုံမင်းသမီးနဲ့မလွယ်ကူတာကြောင့်ရိုက်တာမင်းဆက်တစ်ကနမဲကြီးရိုက်တာတွေကိုတယောက်ပြီးတယောက်ကမ်းလှမ်းခဲ့ပါတယ်။ဇက်ကိုမနိုင်မှာဆိုတဲ့အတွက်မင်းသမီး ရှင်ယောက်ကညင်းခဲ့ပြီးနောက်ဆုံးမှာတော့မိမိကိုကိုကလက်ခံခဲ့ပါတယ်ဒီရုပ်ရှင်ကအရန်အောင်မြင်သွားခဲ့ပြီးတရုတ်ရုပ်ရှင်ပွဲတော်မှာတော့ပြသရတော့မှာပါ။မြန်ဆန်းကြီးနေရာမှာတရုတ်ဆောင်ထားတဲ့မိမိကိုကိုကိုလည်းပွဲတက်ရဖို့အတွက်ဖိတ်ကြားထားတာကြောင့်မိမိကိုကိုကနိုင်ငံတကာရုပ်ရှင်ပွဲတော်ကိုတက်ရောက်ရတော့မှာပါ။လွန်ခဲ့တဲ့နှစ်ကအကယ်ဒမီရခဲ့တဲ့မင်းသမီးတွေတောင်မရနိုင်တဲ့ဒီခွင့်ရေးကိုတော့မိမိကိုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။တပင်းတဲ့မြန်နှင်းစီရုပ်ရှင်ဇာတ်ကားထဲမှာမိမိကိုကိုတရုတ်ဆောင်လာသဘောကျရလားဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်ရှင်။